လူကြီးမစင်များအားလုံးပဲမင်္ဂလာပါရှင်။ဒါမဲ့9ရက်ပေါ့နော်9ရက်6လ25ကနေပြီးတော့9:37ပေါ့နော်17ရက်6လ25အဲတနင်္လာနေ့ဘုရားဝန်နေ့အထိမွေးကနန်းပေါ့နော်မွေးကွက်ကလေးကိုကိုတော့ပြပေးလိုက်မယ်နော်။ဒါဆိုရင် ခီးပေါ့နော်ထိတ်စည်းဖို့အရင်ဆုံးလိုက်ပြကြည့်မယ်97ဟုတ်ပြီနော်အဲ့တော့97ဆိုတော့၃လုံးပေါင်းမယ်ကိုယ့်ရဲ့တဲ့ပေါင်းတော့၃ည၃ည၄နဲ့ပေါင်းတော့ပေါင်းခြင်းရှင်းပါဝါ၃နဂတ်၈၃၁ဒီပါနော်ဒါဆိုလို့ရှိရင် break နဲ့တွဲမယ်နော်အဲ့တော့ break ကကြတော့ဒီမှာရှိတဲ့ တခုကိုမဝိုင်းကြတော့ဘူးเนาะတနခုထန်းနေရတဲ့ကြောင့်မလို့တခုကိုဆိုတဲ့ကြောင့်မလို့တကိုပေါင်းတော့၃ညာ၃ညာနဲ့ခွန်နဲ့ပေါင်းတော့ပေါင်းချင်းခွန်ပါဝါနဲ့နက်ခတ်၃ညာခွန်နဲ့၃ညာပဲလေပေါ့เนาะညီမရှာဖို့မအားလို့ပေါ့เนาะ allergy ပဲဒီမနက်မှတင်ပေးလိုက်ရပါတယ်เนาะစောင့်နေတဲ့ကိုရင်းပါတယ်ရှင် sorry ပါเนาะဒါဆိုရင်ဆက်သွားမယ် ရှစ်ကို9ပြိဆိုတော့ရှစ်ကိုရှစ်ကို2ပြိဆိုတော့ရှစ်လေးရှစ်ကို3ပြိဆိုတော့ရှစ်နှစ်ပေါ့နော်အဲ့တော့3ကိုသွားမယ်9ပြိ3လေး3ကို2ပြိဆို3ကို3ကို3ပြိဆိုတော့3ခွန်ပေါ့နော်1ကိုသွားမယ်9ပြိဆိုတော့16ပါ1ကို2ပြိဆိုတော့11နဲ့1ကို3ပြိဆိုတော့16ပေါ့နော်ဒါဆိုလို့ရှိရင်ညီမတို့ရဲ့ထွက်ကနန်လေးကိုတစ်ချက်တိုက်ကြည့်မယ်နော်3ည6 63ဟုတ်ပြီနော်11 30 19 ဆိုတဲ့အကြောင်းမလို့သူကဒီမှာတက်ကိုဒဲပေါ့နော်နေငါပေါ့နော်ဒီမှာတက်တက်ဒီမှာစစ်တက်နှစ်ကြိမ်ပေါ့နော်အဲ့တော့ဒဲနှစ်ကြိမ်အားထားပါတယ်နော်ဒါဆိုလို့ရှိရင်အခုနာမည်ပင်ကိုဆက်သွားမယ်နော်ဒီမှာ share ဒီမှာကဒဲဒီမှာက3ပေါ့နော်8ပေါင်းတော့9 9 3ပေါင်းတော့ပေါင်းခြင်း2ဟုတ်ပြီနော်2 9 လေးပေါ့နော်ဒါဆိုလို့ရှိရင် break ကိုသွားမယ်ဒီမှာ3နှစ်ပေါင်းတော့9 9 9ပေါင်းတော့3ည3ည9ခွန် break ပေါ့နော်ဒါဆိုရင်ကဏ္ဍလေးထုတ်ကြည့်မယ်နှစ်ကို3ည break ဆိုနှစ်ရှစ်နှစ်ကို9 break ဆိုတော့နှစ်3နဲ့နှစ်ကို9 break ဆိုတော့နှစ်5ပေါ့နော်ခွနစ်ကို3ည break ဆိုတော့ခွန်3ခွနစ်ကို9 break ဆိုတော့ခွန်10ခွနစ်ကို9 break ဆိုတော့90ပေါ့နော် ၄ကို3ပြရဲဆိုတော့၄6၄ကို5ပြရဲဆိုတော့၄7ပေါ့နော်၄ကို9ပြရဲဆိုတော့၄3ဟုတ်ပြီနော်။ဒါဆိုရင်ကဏ္ဍလေးတွေတိုက်ကြည့်မယ်เนาะ။တော့ကဏ္ဍလေးတွေကိုတိုက်ကြည့်မယ်။၃ညာက၄တက်ဆိုတဲ့စံမှုကြီးမှာ၄တက်တဲ့၄ကိုဟုတ်ပြီနော်။၁၈၃၆ ဟုတ်ပြီနော်ရှစ်ရှစ်ဒါကတော့ဒီမှာ၃၃ရက်စာပေါ့နော်6ချိန်မှာသူကတော့၄တဆိုပြီးတော့ထည့်တစ်ချိန်ပဲအောင်နေပေါ့နော်ဒါဆိုရင်စက်သွားပါမယ်ဒီခါဒီမှာရှိတာက၅၉၁ပေါ့နော်ဒီ၉ပေါင်းတော့၃ည၃ည၅နဲ့၅နဲ့ပေါင်းတော့ပေါင်းခြင်းကပါဝါ၃ည၅ခတ်၃၅၃ည၃ပေါ့နော်ဒါဆိုရင်ကြည့်ရအောင်ဒီမှာ၁ရှစ်ရှစ် နော်ရှစ်ရှစ်ပေါင်းတော့6 6တက်ပေါင်းတော့ခွန်ပါဝါနဲ့နက္ခတ်တုံညာခွန်နဲ့တုံညာပဲပေါ့နော်ဒါဆိုရင်ကဏ္ဍလေးတွေတွေ့မယ်9ဖို့ခွန်နဲ့ပြိဆိုတော့9နဲ့9ဖို့တုံညာ9ဖို့ဆိုရင်နဲ့ပြိဆိုတော့9ခွန်9ဖို့တုံညာပြိဆိုတော့9 9တုံညာဖို့ခွန်နဲ့ပြိတုံညာခွန်တုံညာခွန်နဲ့ပြိတုံညာနဲ့နဲ့တုံညာတုံညာပေါ့နော်3ဖို့ခွန်နဲ့ပြိဆိုတော့3လေး3ဖို့နဲ့ပြိဆိုတော့3ခုနဲ့3ဖို့တုံညာပြိဆိုတော့3ခွန်ပေါ့နော်ဒါဆိုလို့ရှိရင်တုံညာ6 နှစ်ငါနှစ်ငါဆိုတော့ဒီမှာငါနဲ့ပေါ့เนาะအာတကျင်းရှင့်ငါ၃ခွန်ဒီမှာ၃ခွန်တဲ့ပါ40 33ပေါ့เนาะဒါဆိုလို့ရှင်ပြန်လေးတွေရပါမယ်เนาะဒီမှာ6 5ပေါင်းတော့1တဲ့3ပေါင်းတော့4ပေါင်းချင်း4ပါဝါ9နက္ခတ်နဲ့4 9နဲ့ဒါဆိုရင်333ပေါ့เนาะ33ပေါင်းတော့6 63ပေါင်းတော့9ပါဝါ4နက္ခတ်6 ိုးလေး6ပရိတ်ပါเนาะဒါဆိုရင်၄ကို6ပရိတ်ဆိုတော့၄က၄ကို၄ပရိတ်ဆိုတော့40နဲ့၄ကို6ပရိတ်ဆိုတော့၄နဲ့ကိုကိုကိုပရိတ်ဆိုတော့90ကိုကိုလေးပရိတ်ဆိုတော့9က9ကို6ပရိတ်ဆိုတော့90 နော်ကိုကိုဆို6နှစ်ကိုကိုပရိဆိုတော့နှစ်ခွန်နှစ်ကိုလေးပရိဆိုတော့နှစ်နဲ့နှစ်ကို6ပရိဆိုတော့နှစ်လေးပေါ့နော်အဲဆိုရင်ကဏ္ဍလေးတွေရပါပြီနော်ဒါဆိုရင်တက်ကဏ္ဍလေးကတော့တကွာတည်းရှိတယ်နှစ်လေးလေးနှစ်ပေါ့နော်အဲ့တော့ဒီကဏ္ဍကြီးအကုန်လုံးကတော့အဲတက်ကဏ္ဍရှိတဲ့အတွက်ကြောင့်မလို့10ခွန်ပဲပေါ့နော်ဒါကနာမည်တင်နေလာပါနဲ့ ဘောရုံနေတိပါနော်ဟိုမှာကြောင့်မွေးကလေးပါနော်အဲ့တော့ဒါညီမဆက်ရအောင်ဆက်တက်ချင်းဖြစ်ပါတယ်ဘုလိုမတို့ကြည့်တဲ့ channel တွေမဆိုလိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲဒီတစ်ပတ်မှာမွေးကနေ့ကြိုးပေးပြီးကံကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်